တဲ့ညလာကြည့်နေအခါသမယဟာအဘိဓမ္မာနေမြအခါသာမဟုတ်ခဲရဲ့ဗုဒ္ဓနဲ့ဆက်လျင်း၍လဲမှတ်တမ်းတင်ရမဲ့အခါသမယဖြစ်ပါတယ်။တန်ဃာတော်ရိနဲ့ဆက်လျင်းပြီးတော့တဲ့ညလာကြည့်နေအခါသမယဟာဘုရားမြတ်စွာပြည့်ညတ်တော်မူခဲ့တဲ့ဝိနည်းတရားတော်အရာ သံဃာတော်တွေဟာစုပေါင်းညီညာမဟာပဝရဏဘွဲဆင်နေခြင်းပါရအခါသမယဖြစ်လို့သံဃာတော်တွေနဲ့ဆက်ပြီးတော့လည်းပဲတတိယလက်ပြည့်လေးဟာထူးမြတ်တဲ့အခါသမယလို့ပြောရမှာပါပဝရဏနေ့ဖြစ်ပေါ်ပေါက်လာပုံကတော့ဘုရားမြတ်စွာလက်ထက်တော်ခါကာလတုန်းက ကောသလအတိုင်းအတွင်သတင်းသုံးနေထိုင်ကြတဲ့တန်ဃာတော်တွေဝါရင်းကာလအခါသမယမှာတို့ဘယ်လိုနီးနဲ့ချမ်းချမ်းသာသာနေကြမလဲတအူးနဲ့တအူးစကားမများကြပဲနဲ့ညီညွတ်ညွတ်ဘယ်လိုနေရင်ကောင်းလို့စီဝေးရာကနေပြီးတော့စိတ်ကူးပေါ်လာတာတခုရှိပါတယ်တဝရင်းလုံးထိုရန်နေချမှတ်ခြင်းသုံးခဲ့တဲ့လမ်းစဉ်ကတော့ တယောက်နဲ့တယောက်စကားမပြောဘဲနေဖို့ဖြစ်ပါတယ်။သာမန်တွေးမယ်ဆိုရင်တယောက်နဲ့တယောက်တွေးရင်တွေးလို့စကားပြောမိလို့ရှိရင်ဇံပါယံခါအပြောဆိုအစင်မပြေမှုကြောင့်ညညွတ်မှုပြက်ပြားပြီးတော့အချင်းများကြတာ ဖြစ်ပါတယ်။ဒါကြောင့်မလို့ထိုရန်တော်တွေကတဝါတွင်လုံးတို့တွေတဦးနဲ့တဦးစကားမပြောဘဲနေကြမယ်။ လုံးစရာကိုင်းစရာ ရှိတော်မှပဲလက်ဟန်ချင်ရနဲ့ပဲတဥတူအကူညီတောင်းပြီးတော့လုံးဝစကားမပြောပဲနေလို့ရှင်တို့ဟာတုံးနဲ့တူအငင်းမပွားပဲချမ်းချမ်းသာသာနေကြရမှာလို့ဒီလိုအတွေးပေါက်ပြီးတော့တဝါတွင်လုံးထူရန်နေဟာတပားနဲ့တပားစကားမပြောပဲနေကြဝါကျွတ်တဲ့အခါကျတော့ဘုရားမြတ်စွာဘုရားစီသွားရောက်ပြီးတော့ ကြတယ်ရှေခေကာလအခါသမ ्या ကဝါကျွတ်ပြီဆိုလို့ရှိရင်မြတ်စွာဘုရားစီတွားရောက်ကြောလေးရှိကြတယ်